လုံးပဲမင်္ဂလာပါဒါကတော့ဒါတကွင်ကျော်အနေထားနဲ့ဒါ၃ချိန်မြောက်၃ချိန်မြောက်ဒါဖြစ်နိုင်ခြေလေးတွေယူဆဖို့ဆိုတော့ဟိုဖြစ်နိုင်ခြေတစ်ခုမှာဒါမနက်ကနန်းထွက်ပြီးတဲ့အခါမှာဆက်ပြီးတော့ယူဆလို့ရမယ်ပုံစံမို့လို့ဒါမနက်ကနန်းလေးထွက်အောင်စောင့်နေလိုက်တာပေါ့ဆိုတော့ဒါတစ်နှစ်တက်တစ်နှစ်ဆိုတော့ကျွန်တော်တပတ်စာပေးထားတဲ့ဒါတခွန်နှစ်ချဒီဒီကနန်းလေးလုံးအပီးခွေပေါ့ အပူပါပြီးခွေဆိုပြီးတော့မှဒါတပတ်စာပေးထားတာဒါမနေ့ပိုင်းမှရင်ထွက်သွားသုံး break ဖြစ်နိုင်ကြရတော့မှန်ဒါပေမဲ့6 6တေကြီးပဲဖြစ်နေတဲ့ခါကျတော့ဒါ6ခွန်6ခွန်လို့ဖြစ်ရင်တော့ဒါအဆင်ပြေတာပေါ့တစ်နှစ်လို့ဖြစ်သွားတော့လွဲတာပဲပေါ့ဆိုတော့ဒါဒါစဖွင့်ဖွင့်တပတ်စာပေးထားတာစဖွင့်ဖွင့်ခြင်းမှာပဲဒီအပီးခွေတဲ့ရတာ တကွက်စဝင်သွားတော့ဘလို့လောက်ရမလဲ ဟိုဆက်လိုက်ချင်းလဲလိုက်ဘာလဲဆိုတော့နောက်ထပ်၉ချိန်လောက်ကြံသေးတယ်ဆိုတော့နောက်တကြော့လဲတာဖြစ်နိုင်ခြေရှိတယ်တခါတလေဆို၃ခါလောက်ထိဝင်နေပေါ့ဒါဒါမျိုးတွေလည်းရှိတယ်ဆိုတော့ဒါကတော့ကိုယ့်ကိုယ်ပဲဆုံးဖြတ်ပါဟိုအခြားကြံတာတွေတဲကဟိုကိုယ်ကြိုက်တာလေးတွေရှိရင်ယူသုံးတဲ့ပုံစံမျိုးသုံးချိန်လဲသုံးပေါ့ဆိုတော့ဒါကတော့ဟုတ်ပြီဒါတပတ်စာပေးတာမနေ့ပိုင်းမှာလည်းပြတ်ထွက်သွားတယ်ဆိုတော့ဒါညနေပိုင်းအတွက်ဒီ1နှစ်ထွက်တဲ့အချိန်မှာ ယူပြီးတော့မှပေါင်းစရာလေးတစ်ခုရှိနေလို့သူကဒီလိုဒီသုံးလုံး ပေါင်းခြင်းတပြီးတဲ့အခါဒီသုံးလုံးပေါင်းခြင်း9ဒီ1နဲ့9ဟာ1 3 9 9ဆိုတော့ဒီထွက်ကန်းန်းတွေကိုသုံးချက်ရိုက်နေနဲ့ပုံဖော်ကြည့်လို့ရတယ်ဒီသုံးလုံး1ဒီလိုသုံးလုံး1 3 8 3လုံး1 4 6သုံးလုံး1ဆိုတော့ဒါဒီ1ဟာ သုံးချက်ရိုက်ပြီးတော့မှတစ်ထိတ်သုံးညပိတ်တပြိုင်တည်းဖြစ်သွားတယ်ပြီးတော့ဒုတိယကြိမ်ဒီကိုးပါလဲဒီလိုသုံးလုံးပေါင်းခြင်းကိုဒီလိုသုံးလုံးပေါင်းခြင်းကိုဒီလိုဖြစ်တယ်ဆိုတော့ဒီကိုးပါလဲဒါဒီလိုသုံးလုံးပေါင်းခြင်းကိုသုံးထိတ်ဒီလိုသုံးလုံးပေါင်းခြင်းကိုကိုပိတ်သုံးထိတ်ကိုပိတ်ဒီလိုသုံးချက်ရိုက်ပြီးတော့မှထိတ်ပိတ်တပြိုင်တည်းပုံပေါ်သွားတာလည်းရှိတယ်ပေါ့နှစ်ကြိမ်ဒီလိုဖြစ်ထားလို့ သုံးချိန်ဆက်ပြီးတော့မှယူဆကြည့်မှာဆိုတော့ခါ तू ကဒီသုံးလုံးပေါင်းချင်းသုံးအပေါ်နှစ်ချိန်အတိုင်းပဲသုံးချက်လိုက်ရိုက်ကြည့်ဖို့ပေါ့ဆိုတော့ခါဒီသုံးလုံးပေါင်းချင်းသုံးကြောင့်ဒီလိုသုံးလုံးသုံးဖြစ်ဆိုရင်သူ့ကိုသုံးတလုံးထက်ဒီလိုသုံးလုံးသုံးလို့ထပ်ဖြစ်ဆိုရင်ရှစ်တလုံးထက်ဆိုတော့ဒီပုံစံဆက်ဖြစ်ရင်သုံးထိပ်ရှစ်ပိတ်တစ်ပိုင်းနဲ့ဖြစ်သွားမယ် ုံးရှိတကွက်ဒီပုံစံလေးနဲ့ယူဆလိုက်တယ်ပြီးတဲ့အခါနောက်ထပ်တစ်ခုရှိသေးတယ်ဒီနှလုံးကိုဒီနှလုံးနှစ်ဒီကိုနဲ့နှစ်ဟာလေသုံးချက်ရိုက်ပြီးတော့မှတစ်တုံညဆိုတဲ့ခဏအောင်အခြားပုံစံတစ်ခုနဲ့ပုံဖော်ကြည့်ရင်လေ तू ကထွက်တာပဲ तू ကဒီလိုဒီနှလုံးပေါင်းကိုဒီလိုသုံးလုံးကိုဒီကိုသုံးချက်ရိုက်ပြီးတော့မှတစ်ထိတ်တုံညပိတ်တပြင်းနဲ့ဖြစ်သွားတယ်ဖြစ်တာပဲ ဒီနှလုံးပေါင်းခြင်းနှစ်ဟာလေဒီလိုနှလုံးပေါင်းခြင်းနှစ်သုံးထိပ်ဒီလိုသုံးလုံးပေါင်းခြင်းနှစ်ကိုးပိတ်ဒီနှစ်ဟာလဲသုံးချက်ရိုက်ပြီးတော့သုံးထိပ်ကိုးပိတ်ဖြစ်သွားတယ်လို့ပုံပေါ်နေတာပဲယူဆလို့ရနေတာဆိုတော့သူ့ကိုပါဆက်ပြီးတော့ယူဆမယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းခွန်ပေါ်နှစ်ချိန်အတိုင်းပဲဒီခွန်ဟာသုံးချက်ရိုက် ီလိုနှလုံးခွန်လို့ဖြစ်ဒါဆိုရင်ငါးထိပ်တစ်လုံးထက်ဒီလိုသုံးလုံးခွန်လို့ဖြစ်ဒါဆိုရင်3 8 6လုံးခွန်ဖြစ်ဖို့အတွက်6ပြည့်တစ်လုံးကိုထက်ဆိုတော့ဒါငါးထိပ်ဒီနှလုံးပေါင်းခြင်းခွန်ကလည်း3ချက်ရိုက်သွားမယ်ဆိုရင်ငါးထိပ်6ပြည့်ရမယ်ဆိုတော့ तू ကသုံးချက်ရိုက်ပုံစံလေးနှစ်ခုဟာ3 8နဲ့5 6ဆိုပြီးတော့ဖြစ်တာ break တည်းရဲ့ tip break တည်းကြီးပဲဖြစ်နေ ဆိုတော့အဲ့ဒီ tip break ကလည်းသူကဖြစ်နိုင်ခြေရှိတယ်ဒါပထမပထမ3856ဒါဆက်3ချက်ရိုက်ဒါပြောလို့ရှိရင်ဒါဒါရရဆက်ကွက်မှုတွေပဲဆက်ကွက်မှုကို3 3ချက်ရိုက်ပြီးတော့မှဒါဆက်ဖြစ်မယ်3ချိန်မြောက်ဆက်ယူစားလို့ဆက်ဖြစ်သွားမယ်ဆိုရင်38တနည်းဖြစ်မယ်96တနည်းဖြစ်မယ်ဆိုတော့ဒီလိုဆိုတော့ဒါတို့ကဒါထိတ်ပိတ်တပြိုင်တည်းဖြစ်မယ်ဟာတွေရ တချမ်းစီပဲဖြစ်သွားတာမျိုးတွေလည်းဖြစ်သွားနိုင်တယ်။ဒါဆိုရင်သူ့ကိုဒီလို36နဲ့58ဒီလို crossing လေးပါ အရန်သဘောလေးထက်တွဲပေးလိုက်မယ်။ပြီးတဲ့အခါဒီမှာ38ဆိုရလဲနှလုံးပေါင်း1 56ဆိုရလဲနှလုံးပေါင်း1ဆိုတော့အဲ့ဒီ tip rate ဖြစ်နိုင်ကြရလဲဒီလိုလေးဒါ3ချိန်3ချိန်မြောက်လေးကွတ်တီလာဆုံး။ဒီ၃လုံးပေါင်းခြင်း၉ဒီလို၃လုံးပေါင်းခြင်း၉ဆိုတော့အပေါ်မှာ၈တက်လုံးရှိနေလို့ tip rate ဒုတိယကြိမ်ဒီ၃လုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်း၅ဒီလို၃လုံး၅ဆိုရက်ခါ၃တလုံးရှိနေလို့2 break 3ကို1 3 break 3ကို2 break ဆိုတော့ဒီပုံစံလေး၃ကြိမ်ဆက်ဖြစ်မယ်ဆိုရင်ဒီ၃လုံးပေါင်းခြင်း၃လို့ဖြစ်ထားတယ်ဆိုတော့ဒီလို၃လို့ဒီ၃လုံးပေါင်းခြင်း၃ဟာဒီလို၃လုံး၃လို့ဖြစ်အောင်မှာဆိုရင် နှစ်တလုံးရှိနေလို့ tip break ကိုထည့်ပေးရဆိုတော့၃ရှစ်လဲ tip break ၅၆လဲ tip break နှစ်ကွက်လုံးလာတာကွက်တိကြတယ်၃ရှစ်လဲ tip break ပဲ၅၆လဲ tip break ပဲဆိုတော့ဒါ၃ရှစ်ရဲ့၅၆ရဲ့ main ကြနိုင်ကြီးရှိတယ်နှစ်ကွက်ပြီးတော့၃၆နဲ့၅ရှစ်ဒါအရန်ဒါမျိုးလေး၄ကွက်ယူဆလိုက်တယ်ဒါ တစ်ဘရိတ်ဖြစ်နိုင်ခြေလေးရလဲကောင်းတယ်လို့ကြောင့်မလို့တစ်ဘရိတ်တွေအကုန်ဆုံးထိုးခြင်းလဲထိုးပေါ့ဒါကိုထိုးထိုးနိုင်ရင်ထိုးကြိုက်ရင်ထိုးဆိုတော့ဘီယူဆထတယ်လို့ကွတ်တီဆက်ဖြစ်ပါစေဆူတောင်းပေးပါတယ်တက်တက်တိုးပြီးတော့ကံကောင်းကြပါစေကျွန်တော် channel လေးကို subscribe မလုပ်ဝသေးလို့လှုပ်ထားခြင်းနဲ့ဆိုရင်လှုပ်ထားပေးပါ notify ခေါင်းလောင်းလေးက all video လဲ marking လေးပေးထားပါဒါဆိုရင်ကျွန်တော် video တင်လိုက်တာနဲ့မြန်မြန်လေးတည်အောင် notification ပေးပါလိမ့်မယ်ဆိုတော့တေးသေးချာချာလေးကြည့်ပါဖြစ်နိုင်မယ်ဆိုရင် VPN လေးခံပြီးတော့ကြည့်ပြကြပါမမေမမေမလျော့မပေါ့မစမြဲမြံသောတတိတရားဖြင့် VPN လေးခံပြီးတော့ကြည့်ပြကြပါရန်တောင်းဆိုပါတယ်အားလုံးကံကောင်းကြပါစေ